အားလုံးပဲမင်္ဂလာပါစကောညပြီးချိုးဆိုလိုက်ပါပြအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ပြီးခဲ့တဲ့တောက်ကြံတွေကရှင်မိုင်ထိုးသက်သွားကြတဲ့ဒီ115မှာပေါ့နော်ဒီကျွန်တော်တို့မြန်မာတွဲဆိုင်နေဖြစ်တဲ့ဒီ MV နဲ့သွေးလင်းထွက်တဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်တို့ကိုဆိုးညီရောင်းနေပြူပေါင်းပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျအကိုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုမြန်မာတွဲဆိုင်နှစ်ဆိုင်ရှင်မြထိုးသက်သွားတယ်ဒေါက်တရီတွဲဆိုင်တစ်ခုကတော့ကျွန်တော်ဒီအမှတ်နဲ့ရှုံတယ်တစ်ခုကတော့အမှတ်နဲ့နိုင်တယ်အဲ့တော့ပွဲချင်းနေပေါ့အကိုဘယ်လိုမြင်လဲခင်ဗျဟုတ်ပထမဆုံးပြောချင်တာအဲမွေပွဲပေါ့နော်အဲမွေကြီးက ကျွန်တော် Israel Fighter Gordon Harvard Gordon အမှန်လျှောက်နေဒုတိယပွဲမှာဒုတိယပွဲမှာသွေးလင်းထက်က Thai Fighter Rocky ကိုအမှန်နဲ့နိုင်ဟိုဒီနေရာမှာဟာတာလေးတခုဖြတ်ပြောနေတာမြန်မာဖိုက်တာတွေကအမှန်နဲ့ရောက်လို့ရှင်ရှုံးတာများတယ်မနိုင်ဘူးသူဒါပေမဲ့သွေးလင်းတက်ကတော့ဒီခါအမှန်နဲ့နိုင်သွားတယ်ပေါ့နော်ဒါလေးကတော့မှတ်မှတ်ရရလေးပေါ့ဟုတ်ကဲ့ပို့အမီပွဲနဲ့ပဲစဖွင့်နေတယ်ပေါ့နော်ဒီပွဲမှာ MG ပြိသက်ကြိုက်လောက်တဲ့ performance မျိုးကိုသူပြနိုင်နေတယ်ဒါပေမဲ့သူကွဲသွားတာမျိုးကိုကျွန်တော်မြင်ရတယ်ဒီ အဒီရှုံးသွားတာလည်းအမှတ်နယ်ပဲပေါ့နော်အဲ့တော့အဲမူရဲ့ထိုးသက်ရှင်ပြိုင်ပုံမှာကျွန်တော်တို့ဘာတွေမြင်ရလဲအဲမူရာအကောင်းဆုံးကြိုးစားသွားတယ်ပထမအချိန်ပြီးကန်ဒီမှာသူတောင်းတောင်းထိပ်ပြီးတော့ညာမြောက်ခုံးနာမှာသူပွဲသွားသွေးလေးတော်တော်များတယ်အဲ့ဒါကတော့ဒီပွဲရဲ့တန်တင်ပွဲပေါ့နော်ဒီအဲတောင်းရိုက်ချက်ကြောင့်အဲ့ဒီကွဲသွားတဲ့အချိန်လေးကြောင့်ဒီပွဲမှာအမှတ်နဲ့ရှုံးတယ်လို့ပုံမြင်တယ်ဒါပေမဲ့ပထမအချိန်ဒုတိယအချိန်တတိယအချိန်သုံးချိန်လုံးအဲမူရအကောင်းဆုံးကစားနိုင်တယ်ပြည့်သက်လည်းကြိုက်တယ်တခွင်းလုံးလည်း သူအားပေးနေတဲ့အတန်မျိုးတွေကိုတို့ဒီဒီဟာကို live ကြည့်နေနေကြားရတယ် MV ဆိုတဲ့အတန်မျိုးတွေ MV မြန်ကမ်ဘတ်ပြန်လာနိုင်ဦးမလားပြီးခဲ့တဲ့မူခါစီတုံးနဲ့ပွဲလို့ပေါ့နော်သူ့ရဲ့ကြိုးစားအားထုတ်မှုပိုင်းကတော့100%ရှိတယ်လို့မြင်တယ်သူ့ရဲ့ကြိုးစားအားထုတ်မှုပေါ့ MV ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာကိုယ်အနေနဲ့လည်းဂုဏ်ပြုကျင်တယ် congratulation လို့ပြောကျင်တယ်မြမရိုးရလက်ဝိသမားတယောက်မြမရိုးရလက်ဝိသမားအဲ့ဒီမှာရှိတဲ့စိတ်တက်မှာကြောမှုအနိုင်မခံအရှုံးမပြေတဲ့ စိတ်ဓာတ်မျိုးတွေသူနောက်ဆုံးတတိယချီပြီးပြီးတဲ့နောက်ဆုံးချီနောက်ဆုံးစက္ကန့်အထိသူကြိုးစားသွားတယ်အဲ့ဒါတွေကတော့သူချီကျူးတယ်ဟုတ်ကဲ့ဒီကတော့ MV ကွဲသွားတာက Titan Pilot လို့ပြောရပါတော့အဲ့မှာဒီပွဲကိုချီနေနေမြင်လာတခုရှိ MV ရဲ့ချီတော်လက်ထက်က Payback ကလာလာတာနှီးတယ် အဲကျွန်တော် ratio ပြန်ချကြည့်မယ်ဆိုလို့ကျ20စစနီးပါးလောက်ကိုကွာမယ်လို့ထင်တယ်အဲ့တော့ချစ်တော်လက်ထွက်နေတဲ့အတွက်သူသူ့ရဲ့တလုံးတတလုံးစုံအောင်မထုံနိုင်ဘူးပေါ့နော်မထုံနိုင်မဲ့တောင်းမှအပိတ်ခံရတာဒီထွက်ဖို့အတွက်ခက်တာမျိုးမြင်ရအဲ့ဒါကကွဲသွားတာကြောင့်လားဒါမှမဟုတ်ဒီဒီပြန်ပတ်တဲ့ကိုသူကကွဲသွားတာကြောင့်မဟုတ်ပဲအခြားကြောင့်များချစ်တော်လက်ထက်နေနေတာသူကလက်တီထိုးလုံးအရေအတွက်ပေါ့နော်လမ်းလက်ပြစ်တာချင်းမှာတော့ခေါ်လုံးကသူ့ပဲမြန်ဟာမြန်လဲမြန်မြန်လဲမြန်လဲဘာလို့လဲအသက်ရရော ဒီ full wall တွေအရာရောတက်ကနစ်ပိုင်းအရာရောကိုလူရိုးရလက်ဝိသမားတွေကဒါလောက်ပဲကလာတယ်သူတို့လို့တော့ full wall တွေမကောင်းဒီတက်ကနစ်ပိုင်းဆိုင်းရာတွေအဲ့အရာတွေမှာတော့သူတို့မမီဘာလို့လဲဆိုတော့နယ်တဲ့စနစ်တကျဒေးကျင်လာတာမကျင်လာတာနယ်လေဆိုင်ပဲအဲ့တော့သူတို့လောက်လှဖို့သူတို့လောက်များဖို့တော့ကိုလူမမျော်လင့်အောင်စားတယ်ဒါမှမဟုတ် damage ဘယ်လိုဖြစ်မလဲ land death ဘယ်လိုဖြစ်မလဲအဲ့အရင်းလည်းပဲရိုးရလက်ဝိသမားတွေကအနိုင်ယူခဲ့တာဒီ one မှာပေါ့နော်အဲ့တော့ဒီဘွဲမှာလည်းညီလေးပြောတာမှန်တယ် နှလုံးတစ်လုံးသုံးလုံးတစ်လုံးလောက်ထိခွာခွာတယ်ဒီထိကြပိုင်းမှာပေါ့နော်အဲ့ဒါကခုနပြောတဲ့ကွဲဝါးတဲ့ဟာတထောင်ရိုက်ခံရတာ ਨੇ တော့မဆိုင်ဘူးဒါတော့အစတည်းအရဒီကစားသမားနှစ်ယောက်ကခြံလာချက်ပေါ့နော်ဒါပေမဲ့ခုနပြောသလိုမျိုးထိကြကွာလွန်းလို့ရှုံးတာမျိုးတော့ကိုမထင်ဘူးဘာဖြစ်သွားလဲဆိုပရမချီမှာဆိုညီလေးပြန်ကြည့်လိုက်ပရမချီတမလေးကြကြော်လောက်ထိမှာထိကြပိုင်းလည်းမကွာအမှုရတာမှာနည်းနည်းလေးကွန်ထရိုးပို့လုံးနိုင်တယ်။ဘာကြောင့်လဲဆိုတော့အမှုရဲ့ ဒီအတွင်းခတ်တွေကလည်းသူ့ကိုဟိုဘက်ကိုအများကြီးဒုက္ခပေးနိုင်တယ်။ body shot ကန်လာနေတယ်။ထိတာမျိုးတွေရှိတယ်။ဒီဒါပေအဲ့လိုမျိုးအခြေအနေသူ့ထိုးကိုလိုအခြေအနေပေါ့နော်။ဘဒူးသားတယ်ဘဒူးနိုင်တယ်လို့သိပြောလို့မရတဲ့အနေထားမှာပဲပရမကြီးကသွားနေတယ်။သွားနေတာနဲ့ပရမကြီး vegan ဒီမှာဟိုမြင်တာအမ်ယူက white lady ထိုးတယ်။ white lady ထိုးတဲ့အချိန်မှာပဲဟုတ်ထိုးတဲ့အချိန်မှာဟိုကဒီ timing ကတထောင်ရိုက်ချလိုက်တဲ့အချိန်မှာကွဲသွားတယ်။ကွဲသွားတော့ဘာဖြစ်သွားလဲဆိုတော့ဒီ area psychological advantage တွေလည်းပါမယ်လို့ကိုထင်တယ်။ ်ပြိုင်မဲ့အနေနဲ့ကြည့်မယ်ဆိုရင်ဟိုအမီကွဲသွားပြီဟာဒီကောင်တော့ကွဲသွားပြီဒီကောင်တော့ပြာသွားပြီပြိုင်ဘက်ကစိတ်ရတတ်သွားတယ်သွေးတွေကလည်းမြင်မကောင်းအောင်ကြလာငါရိုက်ချလိုက်တယ်ဒီကောင်ကွဲသွားတာဟဲ့တက်ကြည့်ပဲသွေးတွေလည်းအများကြီးရတယ်ဟုတ်တယ်ဟိုဒိုင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီနှစ်ယောက်မှာအဟာဘတ်ဘော်ဒွန်နဲ့အမီမှာအမီကကွဲပြီးသွေးတွေမြင်မကောင်းအောင်ဖန်တယ်ဒိုင်းတွေကလည်းအော်အဟာဘတ်ဘော်ဒွန်ဘလိုပဲဖြစ်ဖြစ်ဖေးပါပေးပြီအမြင်ပါပေါ့နော်ဖူကြတိကြတိတိတ်မကွာခဲရင်တော့မှအမ်ဝီဘက်ကလည်းပြန်စဉ်းစားလို့ရှိရင်ကိုယ်သုံးခုပြောပြတာ အမွေအနေနဲ့စဉ်းစားရတယ်ငါတော့ကွယ်သွားပြီငါတော့နေရောပြီငါ live ဖြိမရတော့မယ်ငါ live ချက်မှရတော့မယ်ဆိုတော့ရုရှားဝင်သွားပြီအဲ့ချိန်မှာဘာဖြစ်သွားဒီ turning point လို့ကိုဘာလို့ပြောလဲဆိုတော့ကွယ်ပြီးဒုတိယချိန်ပြန်စားတဲ့အချိန်မှာအမွေရပထမချိန်နဲ့ထိုးပေါက်သိမ့်မတူတော့အမွေပိုလိုက်လာတယ်ပိုမှားလာတယ်ညီလေးနဲ့ကိုနဲ့ဒီပွဲကိုပွဲကြိုလဲပြောခဲ့တယ်အမွေသာအမားတွေဘူကာစီတုံနဲ့ပွဲတော့ကလိုမျိုးထထုံမိလို့ရှိရင်ဒီပွဲကကမ်းမပြန်လာဘူးခတ်မယ်ဆိုတာမျိုးကိုလိုပြောခဲ့တယ် ပွဲကျကာလမှာဒီ MW လက်သီးတွေကလေထဲမှာရောက်ပြီးတော့ဒီ timing timing အောက်သွားတာလေအများကြီးပဲသူလှမ်းထိုးတယ်မထီးဘူးဟိုကအသာလေးနောက်တလန်းဆုပ်လေးလာမှုခါဆွဲလိုက်တယ်ခါဆွဲတဲ့အချိန်မှာဟို MW timing timing မမိပဲနဲ့ timing ပြတ်သွားတာမျိုးတွေရှိတယ်အဲ့အချိန်မှာဟိုကတွယ်လုံးတွေဝင်လာတယ်တောက်လျှောက်ပေါ့အဲ့မှာထိချက်တွေညီလေးပြောတယ်ကွနာတလုံးသုံးလုံးဟိုနှစ်ဆတစ်ဆကွာသွားတယ်ဆိုအဲ့လိုအချိန်တွေမှာကွာသွားတာပုံမဲ့ normal အချိန်တွေမှာမကွာဘူး MW live ပြီးပြီး အဲ့မှမှားတဲ့အချိန်လေးတွေမှာပို့ပြီးထိချက်တွေကပွာသွားတာအဲ့ဒါဒီချောင်းငုံကကိုပြောတဲ့ဒီကွဲဝါတဲ့အချက်ဒီ standing point လို့ကိုပြောတာနောက်တစ်ချက်ကဒီပွဲတွေမှာအဲ့မှအဓိကရှုံးရတဲ့အချက်ကကိုအမြင်ပေါ့နော်ကိုဘက်ကအဟာဘက်ကဟောတော့ကောင်းလွန်တယ်ကောင်းလွန်တယ်ဆိုတာ၄စနစ်ပိုင်းကတိတ်ပြီးတော့အားနဲ့ချက် error ရှာလို့မတွေ့ခဲ့ဘူးပွဲမှာဆိုရင်အဲ့မှလေလုံးလိုက်တဲ့လောက်လောက်တာပဲလောက်တဲ့ချားထဲမှာ ဒီနီးစင်ပိုင်းဆိုင်ရာ scale ပိုင်းကအရန်ကောင်းတယ်အတတက်ပို့ပြီးတော့အဲ့မီတော့အခက်တွေ့သေးတာကိုလိုမျောလင်ထားတာလည်းပို့ပြီးအဟာဘက်ပေါ်တော့မာတယ်မာတယ်အပွဲကိုတီချာပြန်ကြည့်ကြည့်ပါအဲ့မီရဲ့ထိုး clean shot နီးပါအနည်းဆုံး3ချက်4ချက်လောက်အဟာဘက်ပေါ်တော့ထိတယ်တချို့လုံးနေဆိုမျက်နှာဒီလိုတော့နောက်လာပါတယ်ဟုတ်ဒါမဲ့နောက်နောက်ကောက်ကြဖို့နေနေသလားပေါ်တော့ကနောက်တောင်းတော့မကြအောင်ကိုမြင်တာဒီပွဲမှာအဟာဘက်ပေါ်တော့ဒီ ကောင်းလွန်းတဲ့အပြင်စကေးပိုင်းကကောင်းလွန်းတဲ့အပြင်မာဂုံကလည်းတော်တော်မြင့်တယ်အဲဒါကြောင့်မို့အမီချိုးလို့မရတာလို့ခင်ဗျာဟုတ်စကေးပိုင်းပေါ့နော်မာဂုံမြင့်နေဆိုတာအပြင်ကျွန်တော်နီးစနစ်ပိုင်းရွေးချယ်မှုပေါ့နီးပြပိုင်းရွေးချယ်မှုကိုတတ်ထည့်လို့ရနိုင်ပြီလားနီးပြပိုင်းရွေးချယ်မှုကတော့အမီကသူ့တဲ့ visa တဲ့ညီလေးဟာတင်သူ့ရဲ့နေမြန်တဲ့ကစားသမားကိုဒီလိုပဲသူထိုးလို့ရတယ်ဒီထက်ပိုပြီး game plan တော့ချိန်လို့မရအောင်သူလှုပ်လို့ရတဲ့ဘောင်တွေကအမီကတော့အကောင်းဆုံးတော့လှုပ်ကြည့်သွားတာပဲဒါပေမဲ့ခုနပြောသလို အလုံးမဖြစ်ခဲ့ဘူးပေါ့နော်အလုံးမဖြစ်တော့နောက်ထပ်ဘယ်လိုပြောင်းထိုးရမလဲဆိုရင်ကိုမြင်လာတော့နောက်ထပ်ရွေးချယ်စရာနီလန်းလဲအမှုတဲ့အပွဲမှာမရှိဘူးလို့ပဲကိုမြင်လာဟုတ်ကဲ့ဒီပြမအချီမှာတော့ဒါကျွန်တော်ကောက်ကောက်ကိုမြင်လိုက်တယ်ဒုတိယအချီနဲ့တတိယအချီမှာရောအမီရုံးကန်ခဲ့ရသေးလားဒါမှမဟုတ်ကျွန်တော်အမှတ်ရနိုင်တဲ့ထိုးချက်မျိုးတွေကိုတတိတသာထင်ရှားရှားမြင်ခဲ့ရသေးလားဒုတိယအချီတတိယအချီမှာလည်းနောက်ဆုံးအချီမှာဆိုလည်းနေလေသူ့ရဲ့ဟိုညာလက်သီးတစ်လုံးဆိုဟိုဘက်ကမျက်နှာကိုတန်သေးသေးတာမျိုးနောက်ကိုကိုပြောတဲ့လှန်အောင်ပါလားဆိုတတိယအချီမှာသိချာရှိရပြီ ဖတ်တာဘော်တော့ကလည်းမာတော့လည်းမကြောက်ဆိုလိုတာကညလေးပြန်ကြည့်ကြည့်လိုက်ရင်မူကစီလိုနဲ့ပွဲပါအဲ့မူညောင်တော့တစ်ခါကြရတယ်အေးဒါပေမဲ့ဒုတိယချိန်မှနိုင်လဲဆိုတော့ကတ်မတ်ဘာလို့ပြန်ဖြစ်လဲဆိုတော့မူကစီလိုစီစိုးတော့ထုံးလိုက်လည်းမမာဘူးဘော်တော့တော့မမာဘူးအဲ့မူလက်တီကြောင့်မူကစီလိုလုံးဝကြောက်ပါတယ်အခုကအဲ့မူရပြန်မထိုးနိုင်တာပေါ့ဟိုဘော်တော့မထိတာလည်းပေါ့ထိခဲ့တဲ့အလုံးလေးရှိတယ်ဒါပေမဲ့ရုံးမပြတ်တော့ ဟုတ်ကဲ့ပြီးရင်စောစီကွဲသွားတဲ့လူတယောက်ကစားသမားတယောက်ပေါ့နော်ဖိုင်တာတယောက်တွေ့လည်းအများကြီးထွက်ထားတယ်အဲ့ဒီအချိန်ဒီမှာနောက်ဆုံးအချိန်အထိကိုပြန်ဘက်ကိုဒီလိုအချိန်နေနဲ့ဖိအားပေးပြီးရှင်ပြိုင်နိုင်တယ်ပေါ့နော်ရှင်ပြိုင်နိုင်ခဲ့တယ်ပေါ့နော်ဟောအဲ့တော့အမိခံနေရပါတယ်ဆိုတော့အမြင်တွေရောအဲ့လိုမျိုးပြေပံမှုတွေကိုကိုပါပြောချင်တယ်ဟိုခံရတာတော့ခံရတာပဲဒီကုလားထိချက်กว่าတာဟုတ်ထိချက်กว่าတဲ့အတွက်ထိချက်ကတော့နှစ်ချက်တစ်ချက်သုံးချက်တစ်ချက်လောက်ကတော့กว่าနေတာပဲဒီ ကိုကူနာဆက်ဆက်အစောပိုင်းမှာပြောသွားသလိုပေါ့အဲ့ဝီကိုရံလည်းပြန်မဖို့ဖီယာပေးတယ်ဆိုရင်သူကိုရံလည်း pressure ဝင်သွားတယ်ပွဲသွားတယ်တော့ပွဲသွားတယ်တော့သူအမှန်နဲ့ရှုံးတော့မယ်လို့သူစိတ်ထဲမှာပြက်ကောင်းပြက်မယ်ဖြစ်တဲ့အတွက်အတင်းလိုက်ပြီလေလိုက်ပြီတဲ့အခါမှာကိုနာပြောသလိုအမားလေးတော့ညာတယ်အမားလေးတော့တွေးရတယ်အဲ့အမားလေးတွေကလည်းသူပို့ပြီးထတ်ထီးဖို့ပြက်လာတယ်ဟုတ်ကဲ့ ဒီဒီလိုပေါ့နော်ဒီလိုဒဏ်ရာမျိုးဒီလိုဓာတ်မျိုးရှိရတော့ဒီလိုပြန်လိုက်ထိုးရဲစမျိုးတော့ကျွန်တော်ဒါချီကျူးဒါတော့ညီဟိုချီကျူးပါတယ်အဲ့မွေဟိုဝန်လာပြောဆိုဟမ်ဘတ်ပါဆန်သူရဲ့ကြိုးစားအထုံးမှုတွေသူစိတ်တွေကိုချီကျူးတယ်ဒါပြောရမယ်ဆိုတော့ကွာညီလေးတို့ကိုတို့ဒီရိုးရလက်ဝဲဝဲတွေနယ်ဝဲတွေရောရန်ကုန်ဝဲတွေရောအများကြီးသွားတာဒီလိုကွဲတာပြဲတာသူထွက်လာတော့ရိုးရလက်ဝဲမှာမဆန်းပါဘူးမဆန်းပါဘူးဟုတ်လားဟုတ်ကဲ့အဲ့တော့တွေးလင်းထက်ပွဲသွားအောင်တွေးလင်းအမှန်နဲ့နိုင်တယ်ဟိုကျွန်တော်အမြင်ပေါ့နော် သူပုံမှန်ထိုးနေကြပွဲတွေရော့ရလို့မြင်တယ်ဒါပေမဲ့ရလက်ပိုင်းကတော့ဂျင်းနဲ့ဆရာကောင်းတယ်အဲ့တော့သူလင်းတော့ပွဲကိုဘယ်လိုမြင်လဲကျွန်တော်အမြင်နဲ့ क्वे ပြားနေမှာကိုဟိုညီလေးပြောတာကိုလက်ခံတယ်ဟိုမျောလင်းတာကလေသူနေ့ထက်ကိုဒီတဲ့ပူပြီးမျောလင်းတယ်မျောလင်းတယ်ဆိုတာဒီတဲ့ပူကောင်းအောင်ကစားဖို့မျောလင်းတယ်မျိုးမဟုတ်ဘူးဟိုမျောလင်းတဲ့သူနေ့ထက်က5 star တမျိုးအတကယ်ဦးစားပေးမယ် graphic ဆန်ဆန်ကစားမယ်ဒီပွဲစားကနေစပြီးတော့ဒီပွဲဖြတ်ဖို့ကြိုးစားမယ်အရင်ပွဲတွေကိုကြည့်ပြီးတော့သုံးသက်တာဟုတ် အရင်တော့ကလည်းဒီပထမအချိန်မှာလဲထိုးတာတွေပါရှိတယ်လေသူလင်းထက်ကနောက်ဆိုင်ထိုးပြိုင်ထိုးတွေအများကြီးရှိခဲ့တယ်အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့နည်းနည်းမတူတဲ့မီးပြူဟာမတူတဲ့ game plan နဲ့သူလင်းထက်ကဒီပွဲကိုဖတ်လာတယ်လို့ကိုမြင်တယ်ဟုတ်ကဲ့ဒီပထမအချိန် PAT ကိုတော့ကျွန်တော်တို့ကဘယ်သူတားမတားဘူးလို့ပြောခတ်တဲ့အချိန်တွေလို့ကျွန်တော်မြင်တယ်ဒါဒုတိယအချိန်နဲ့တတိယအချိန်မှာပြန်မက်ကိုနောက်တောင်းကြအောင်လုံးလိုက်နိုင်တာအာတာချက်အဖြစ်ဖြစ်သွားတယ်လို့ကျွန်တော်မြင်တယ်အဲ့တွေးလင်းထက်ကဒီဘက်မှာအတုံးမှုရယ်နဲ့ အတုံးမဝင်ခဲ့ဘူး wage ဖြစ်ခဲ့တဲ့တွဲလုံးနေဒီကစားအခွက်တွေရှင်းပြောပေးပါဦးဟိုတချီချင်းစီပြန်သုံးစားရမယ်ဆိုညီလေးပြောသလိုပဲပထမအချီမှာတော့အဓူသားတယ်ဘယ်လိုနှိမ့်လဲဆိုတာဒီလောက်ကြီးဟိုဘယ်ဘက်ကမရှိဘူးဒါပေမဲ့သူနှစ်ထပ်နှိမ့်လဲလို့လည်းပြောလို့မရဘူးပထမအချီမှာဆိုရင်ဒီနန်ကြားတွေကိုသူနှစ်ထပ်ပြစ်ပြီးတော့ဒူးတိုက်တာတွေပါဆိုလည်းထိတယ်အောက်ခြေကန်တာတွေရလည်းကောင်းတယ်လူကစ်တစ်ချက်နဲ့ဟိုဟို rocky ပြုတ်ကြွားတာမျိုးတွေရှိတယ်အောက်ခြေ rocky တွေကြောင့် ။နောက်ပထမအချီမှာချက်ပြီလဲ Rocky ကိုသွင်းလိုက်တာကချီအောင်ဖိုးလိုက်တာမျိုးပဲရှိတယ်။ Rocky ဘက်ကလည်းပြန်ပြီးတော့တုံ့ပြန်လာကောင်းလာတယ်လည်းရှိတယ်။အဲ့တော့ပထမအချီသည်ဟိုပြောရမယ်ဆိုလို့ရှိရင်တောင်းနေတယောက်ကဘ누구ပဲဖြစ်ဖြစ်အနိုင်ပေးလို့ရတယ်။ကိုယ်မြင်မှာတော့သွင်းလိုက်တာနည်းနည်းလေးတာတယ်ပထမအချီမှာလဲ။ချီချက်တွေရပါတော့။ဒုတိယအချီမှာ Rocky ကပိုလိုက်လာတယ်တိုက်ဆက်။ဖြစ်ချင်တော့ထိုင်ကသားသမားတွေထဲမှာ Rocky ကကိုကိုပြောနေကြတကားလို့ပဲလက်သီးလိုပေါ့ပဲအကူပဲ။ မြန်မာနဲ့လည်းဆန်တယ်မိုက်စိတ်သေးနဲ့လာပြီးတိုးခြင်းတဲ့ပုံစံမျိုးရော်ကီကန်လာတယ်ဒူတိုက်လာတယ်တောင်ရိုက်လာတယ်အရန်နေတယ်ဒီဘွဲမှာခံကစားသမားတယောက်အနေနဲ့ဆိုတတိယဘွဲအာကိုလွန်တယ်ဒီဘွဲမှာအဲ့ဒါသူလင်းထက်ကအကြိုက်လည်းဖြစ်သွားတယ်အဲ့တော့သူသူလင်းထက်ကဒီဘွဲမှာဘလူးဖြစ်သွားလဲတော့ရော်ကီကိုသူစိုက်ခိုးကြည့်တယ်စိုက်ခိုးကြည့်တော့ဒီလက်တီထွက်တဲ့ speed တွေ movement တွေ damage တွေမှာ rocky ကိုသူတိတ်ပြီးတော့ ဆိုင်ဖို့လို့အဆင်မပြေတာသူတွေ့တယ်ဒုတိယပါဒုတိယချီအားနေစားပြီးသိဆိုင်မထိုးတော့အဲ့တော့တွင်းထက်ကမလုပ်လဲဆိုတော့ဘယ်ထွက်လာညာထွက်လာလုံကြည့်တယ်ပြီးသွားလို့ရှိရင်ရောင်ပြထိုးတယ်ထိုးတာနဲ့မှမှကျွန်တော်လက်ပြန်ရိုက်ချက်သေးပေါ့နော်ဒုတိယချီမှာအဲ့လက်ပြန်ရိုက်ချက်တစ်ချက်ကနောက်ပေါင်းဖြစ်သွားသေးတယ်ကိုထင်းလာဒီဝါလည်းလည်းမဟုတ်ပါဘူးတောင်မကြတောင်မကြဒါတောင်မကြလက်ဖြန့်လောက်ပေါ့နော်အဲ့ဒါနဲ့သွားပြီးတော့ကျွန်တော်ဖြတ်မေးရာတခုကျွန်တော်ပေါ်တော့တရားဖြတ်မေးကြည့်လိုက်တော့ဆိုကြပါဦးဆို Twin Tag ကကျွန်တော်ဒီပေါ့နော်ဒီ ဘယ်ညာဟိုနင်းနေရဝိုင်လက်ဒီပဲပြောမှာမဖြောင်းတဲ့ဒီတွေကအပေါ်ချက်တွေကပထမမှဆို၄လုံးနဲ့၅လုံးကြာသူထိုးတယ်အငါလုံး၄လုံးနဲ့၅လုံးအကုန်လုံးက waste ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ပြန်မကစားသမားအဲ့ဒါကို rookie ကလွတ်ယုံရှောင်ပြီးတော့ချက်တွေဘယ်ညာလိုက်တယ်အဲ့ဒါကြောင့်ဒီလိုရှိတယ်နေလေ rookie ကသေချာကြည့်ကြည့်လိုက် rookie ဒီသူ့ဘယ် background ကလာလဲတော့ကိုသေချာမသိဘူးပထမပွဲမှာတော့လည်း rookie ရဲ့ဒါဒုတိယပွဲပထမပွဲပြီးခဲ့ January မှာသွေးလင်းထွန်းနဲ့သွေးလင်းထက်နဲ့တညာလေးထိုးပါတော့ rookie ကပထမကြည့်လိုက်ဒုတိယအချိန်မှာလာတယ်နောက် နောက်ကောက်နဲ့နိုင်လာတာရော်ကီကနိုင်လာလာလေလက်တီနဲ့ပဲလက်တီပေါပါပေါင်းအခုဒီဘက်မှာလည်းညီလေးသေချာကြည့်ကြည့်လိုက်ရော်ကီရဲ့ hand movement နဲ့ boxing skill ကတွင်းလင်းထက်လက်လာတယ် level တခုအနေနဲ့ကိုလာတယ်တွင်းလင်းနဲ့ထိုးကြည့်တယ်တွဲလုံးနေထိုးကြည့်တယ်အဲ့ဒီဒီကိုတို့အရွယ်ပြောမှဆိုလေထဲမှာပဲရောက်တယ်လမ်းတက်မှဖြစ်ဘူးဟန်ချက်တွေပြတ်ကုန်တယ်အဲ့တော့လေးလုံးထိုးတယ်ငါးလုံးထိုးတယ်ဒါမှမဟုတ်1 2ထိုးတယ်အဲ့ဒီအကုန်လုံးဒီထိတိကျကျထိတဲ့လက်တီထိုးချက်တွေမမြင်ရအောင်မမြင်ရချင်းဒီ rocky ကောင်းလို့ ရော်ကီရဲ့ဘောက်ဆင်းစကေးကတော့ကောင်းတယ်ဟုတ်သူ့ရဲ့ဒီဟတ်မူမန့်တွေကောင်းတယ်နောက်ခါဆွဲတာတွေကောင်းတယ်အဲ့တော့သူ့လက်ထက်အလုံးမဖြစ်ဘူးအဲ့ဒါ ဟုတ်အဲ့တော့ခုနဟာကိုပဲကျွန်တော်ဆက်သွားအဲ့လိုဖြစ်တဲ့အချိန်မှာပေါ့နော်ဒီရော်ကီကဒီတလင်းကလက်သေးလွတ်ခေါင်းလွတ်ရုံလေးရှောင်ပြီးတော့ဘယ်ညာဂျက်တွေခုတွေဝင်နေအဲ့ဝင်နေတဲ့အတိုင်းလဲတလင်းထက်ခတ်တယ်ခတ်တဲ့သူပြန်ပြန်ခွာရတယ်ပေါ့နော်နောက်တစ်ချက်ဒီဒုတိယအပိုင်းဒုတိယအချိန်မှာခုနပြောလက်ပြန်ရိုက်ချက်အဲ့ဒါကလဲသူဘယ်အယောင်ပြပေါ့ညာချေအယောင်ပြပြီးတော့ဝင်ပြီးတော့မှလက်ပြန်နဲ့ရိုက်ချတာတလင်းထက်ရည်ရွယ်တာကတော့တထောင်ရိုက်ချက်နဲ့ပဲဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမဲ့ဒီလက်ပြန်နဲ့ပဲထိသွားတာမျိုးကျွန်တော်မြင်ရဒီပွဲပြီး interview တွေကိုကျွန်တော်ကြည့်ရတဲ့အခါမှာလည်းတလင်းတက်ဒီကွက်ကိုတုံးဖို့လေ့ကျင့်ထားတာကြာပြီဆိုတာမျိုးကိုကျွန်တော်တို့မြင်ရတယ်ဗောနော်အဲ့တော့ကျွန်တော်နားမလဲတာကဒီပထမအချီအပြင်ဒုတိယအချီအစမှာတလင်းထက်ကဘာဖြစ်လို့အဲ့ wireless တီးကိုဆက်သုံးနေရလဲဗောဒီလေဒီနောက်ပြန်တထောင်ရိုက်ချက်ကဒုတိယချီအဲ့ဒါနောက်တစ်ပိုင်းပေါ့နောက်ဒါနောက်တောင်းကြသွားတာဒုတိယချီမှာစကြတာပေါ့ဒုတိယချီအစဒါမှမဟုတ်တိအချပြန်ကြည့်လို့ရှင်တွင်းလင်းချက်ကအဲ့ဒါကိုတုံးမှုအတွက် ပမာချီมาလဲပမာချီဖီကတ်လေးมาလဲတစ်ချက်လုံးလေနည်းနည်းလေးကတ်ွယ်သွားတာဟိုကောင်ဝင်ဖတ်လိုက်တာသတိထားမိလားတော့အဲ့မှာဘုနာပြောတယ်ဒီစပန်နဲ့အဲဘူပဲဖြစ်ဖြစ်စပန်နဲ့ဘတ်ဖစ်ပဲဖြစ်ဖြစ်အဲ့ဒီဒီညာသွားဖြစ်ညာနဲ့ရိုက်မယ်ဆိုဘယ်ဟိုအောင်ရတာလားဘုလူဒီမှာလားဇာဝရဆိုင်းရောင်းမှာရှိတဲ့ဒီထွန်းလုံးမင်းဟိုနောက်တောင်းကြသွားသေးတာလဲအဲ့ဒါပဲဒါမဲ့သူ့သဘောတရားရဟိုပါအဲ့မရိုက်ခဲ့ညာနဲ့ရိုက်မယ်ဆိုဘယ်ဟိုအောင်ရတာညာသွားဖြစ်တော့ မထီအောင်ထိုးကြတာများတယ်နေတယ်ရောအာထိုးလိုက်တယ်မထီဘူးဟန်ချက်ပြတ်သွားပြီဆိုဟိုပြိုင်ဘက်ကရှေ့တိုးလာတယ်ရှေ့တိုးလာလို့ရှိရင်လက်ရိုက်လိုက်ရင်လာခွတိပဲဘူးနာဘာဖြစ်လို့ဒီဟာတွေကိုဆက်ထိုးလဲဆိုရင်ညီလေးမေးတာဒါတွေကိုအသုံးမဝင်တဲ့ဟာတွေကိုဘာကြောင့်ဆက်ထိုးလဲဆိုကိုထင်တာတော့သူဒါရိုက်ချင်တော့အဲ့လိုပဲကိုမြင်တယ်ဒီဟာကိုလက်ပြန်ရိုက်ချင်လို့ပေါ့နော်လက်ပြန်ရိုက်ချင်တဲ့အတွက်ဒီဟာတွေကိုရောင်ပြထိုးလဲလို့ပဲကိုထင်တယ်ဟုတ် နောက်မေကွန်တစ်ခုကတော့တကယ်လို့ပြန်ဘက်ကဒီ rock india မဟုတ်ဘူးဆိုလို့ရှင်ပေါ့နော်အဲဒီ twinling ထက်ကလည်းသူ့ရဲ့အဲ့ဒီပတ်တတောင်ပေါ့ပတ်တတောင်လို့ပဲကျွန်တော်သုံးမှာနောက်ပြန်ရှိတဲ့ကလည်းအလုံးမဖြစ်ဘူးဆိုလို့ရှင်ပွဲရလက်ပြောင်းသွားနိုင်တယ်ဆိုတော့ပြန်မကသူနဲ့ဒီအရက်အတူတူဘယ်လောက်ဖြစ်မယ်ဆိုတာပွင့်လင်းပြောရညီလေးကဒါပွင့်လင်းလည်းခုံမြန်တယ်ဒီပွဲမှာဒီနောက်တောင်းနှစ်ခါဒါမကြခဲ့ရင်ဒေါကီတိုင်းသွားမယ်ဟုတ်ပါဘူးလက်သီးချင်းရှင်းတူတဲ့အချိန်မှာအမှတ်ရစရာတွေလမ်းလက်ဖြစ်တာတွေအကုန်လုံးဒီဒေါကီလာတယ်ဟုတ်တယ် ဒါတော့ဟိုအတူတူပေါ့နော်ဒါပုံမှန်လည်းလည်းပြောတာဒီနောက်တောင်းတစ်ခုကသူ့အမှတ်တာပါသေးတာပဲဟုတ်ကဲ့ဆိုအဲ့တော့ဒီနောက်ဆုံးချိန်မှာပေါ့နော်ဒီတစ်ခုနောက်တစ်ခုရှိသေးတာကျွန်တော်ဒီ twin link ထက်ကဒီ clean ဖြစ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဟို clean ကိုလုံးတဲ့ဟာကသူလိုချင်တဲ့အမှတ်ရပြီးသားဖြစ်သွားလို့ပဲ like ကတ်တာလားဒါမှမဟုတ်သူမီမြူဟာရောက်ကတ်တယ်လို့ထင်လားဘွားတော့မီမြူဟာရလို့ပဲထင်တယ်ဘာကြောင့်လဲဆိုတော့ဟိုကျိုးဝိုင်းတောင်းမှာကလစ်လုံနေတဲ့လူချင်းပြင်းနေသူပြိတဲ့ဘက်ဘက်လက်ယူပြုံးပြရတော့ဘာလို့ရော လေးတွေးလိုက်ဘာလို့လဲဆိုတော့သူနိုင်နေဆိုတာနိုင်နေဆိုဒီလိုဘာကြောင့်လဲဆိုတော့ဒါလည်းရှင်းနေကြီးလေးအနှစ်ကြိမ်လောက်တော့ကြာထားတယ်ရှစ်တစ်ဆယ်ပြင်းနေပါပဲသူပထမကြိမ်ရှုံးသူဘလုံးမရှုံးတော့သူဒါနောက်ကောက်မကြရင်သူမရှုံးတော့ဘူးသိတယ်မရှုံးတော့တဲ့အတွက်ဒီမှာဒီပွဲစဉ်မှာသွေးလင်းထက်ကိုကိုနေနေသဘောကျမိတာသူပွဲဖြတ်ဖို့အပြင်းမလိုက်ဘူးဟုတ်တယ်မလားနောက်ကောက်ချဖို့ဘောနဲ့ရဖို့ဆိုတော့သူစိတ်ထဲမှာသိထားပုံမရဘူးသူနိုင်နေတဲ့ဟာသူတာနေတဲ့ဟာကိုဆက်ထိန်သွားဖို့ပွဲပြီးသွားလို့ရှိရင်ဟိုအနိုင်သေးကြသေးမယ့် ပုံစံမျိုးကိုသူကသားပါတယ်။နောက်သူလင်းထက်ကဘိုးလိုမြင်မှုတာဒါဖိုက်တာဓမ္မပဲလေ။ဒါပေမဲ့တတိယကြီးရဲ့ဟိုဟာလောက်ဖြစ်သွားတဲ့အချိန်မှာ10မိနစ်ကြော့ကြော့လောက်ကြတော့ဒီကောင်တာပုံစံသူအများကြီးကသားပါတယ်။သူမလိုအပ်ဖက်နဲ့စွန်လာတာတွေမှာ risk မယူတော့အဲ့ဒီကြောင့်ဝင်ဖက်တာမျိုးတွေလည်းရှိတယ်။ဟုတ်ကဲ့ အဟောဒါအနောက်ဆုံးမေးခွန်းပေါ့နော်ဒီအကိုအရှိမပြောခဲ့သလိုပဲကျွန်တော်တို့ဒီမြန်မာဖိုက်တာတွေမြန်မာလက်ဝိတ်သမိုင်းနဲ့ပတ်သက်ရင်အမှတ်ကကြောက်စရာဖြစ်နေကြတယ်ဒီဘက်မှာကျတော့လဲတွေးလင်းထက်ကပြိုင်ဘက်ကိုစီစီပုတ်ပုတ်လုတ်ပြီးတော့ကိုအမှတ်ရအောင်ယူနိုင်သွားတယ်ပေါ့နော်အဲ့တော့ဖြစ်ဆက်ပြောချင်တာရှိလားအဲ့ဒီဘက်နဲ့ပတ်သက်ဒီကနေ့ပတ်သက်တော့ဟိုဒါကတော့ထုံးစံမကြီးလေးကဟိုကထိုင်းမှာလုတ်တဲ့ပွဲထိုင်းကစားသမားနဲ့တွေ့လို့ရှိရင်မတိမ်မင်းဆိုရင်ထိုင်းပဲနိုင်ပါပဲအရှင်ထိုင်းပဲနိုင်ပါပဲကိုတို့မြန်မာပြည်မှာလုတ်လို့ရှိရင်လည်းမြန်မာယူရလက်ဝိတ်မှာ မြမလဝိသမားတွေရိုးရလဝိသမားတွေအလဲထုတ်မခံအောင်ဆိုရင်အမှတ်နဲ့ဆုံးဖြတ်လို့ရှိရင်ရှိမှလည်းမရဘူးမြမလဝိသမားတွေပဲနိုင်တယ်ဒါအောင်မှလုံးဝင်လာအောင်နိုင်မယ်ကမ္ဘောဒီးယားမှာလုံးဝကမ္ဘောဒီးယားနိုင်မယ်ဒါကတော့ဖြစ်လိဖြစ်တာရှိတဲ့ဘော်ဒီးယားလေးပဲအဲ့တော့ကိုတို့ကကိုတို့နယ်ပယ်မဟုတ်ဘူးကိုတို့နိုင်ငံမဟုတ်ဘူးကိုတို့ဂျိုးဝိုင်းမဟုတ်တဲ့အချိန်မှာတော့ပြက်ပြက်သားသားစီစီဘိုးဘိုးလှုပ်ထားမှာပဲအမှတ်ဆိုရင်လည်းအမှတ်ဆိုလည်းအခုအခုလို့ဆိုညီလေးကအမှတ်လည်းဆိုမယ်လေနောက်တော့နှစ်ခါကြာထားတဲ့ကစားသမားကိုသူတို့ဘလို့ကအနိုင်ပေးလို့မရအောင်အဲ့လိုမျိုးပေါ့နော် သိကြအောင်လှုပ်ထားမှသာဒီအမှတ်ပေးတဲ့အချိန်အမှတ်ပေးဆုံးဖြတ်တဲ့အချိန်နဲ့ရောက်လာလို့ရှိရင်ကိုယ့်အတွက် advantage ဖြစ်မှာသိကြမှာပေါ့နော်သိပြီးတော့သူတင်ကိုတင်ဟာမျိုးမပြတ်မသားတဲ့အချိန်တွေမျိုးဆိုတော့အမှတ်ပေးဆုံးဖြတ်မှုရောက်သွားလို့ရှိရင်ရှုံးပါပဲဟုတ်ကဲ့ပေါ့အဲ့တော့ဒီ MB ပွဲရောသွေးလွှတ်နှက်ပွဲရောပတ်သက်ပြီးအခုဖြည့်ဆွတ်ပြောချင်တာရှင်လေပြောပေးပါဦးဟုတ်ဘာပဲပြောပြောဒီမြန်မာတွေနိုင်လိုက်ရှုံးလိုက်ပေါ့နော်နိုင်လိုက်ရှုံးလိုက်ဆိုတာကိုရိုးရဲ့နယ်ပယ်လမ်းမဟုတ်ဘူးကိုရိုးမကျွမ်းကျင်တဲ့ level တခုကိုသွားကစားနေရတယ်ဒါပေမဲ့မြန်မာ UI လက်ဝဲသမားတွေဒီသူတို့မှရှိတဲ့အစွမ်းအစတွေကိုအကောင်ဆုံးထုတ်ဖော်ပြသနိုင်အောင်တော့ကြိုးစားတယ်သူတို့လုံနိုင်တဲ့လုံတက်တဲ့လုံနိုင်တဲ့လောက်အတိုင်းလာတွေကလည်းအကောင်ဆုံးကစားနာတွေ့ရတွေ့ရတယ်အဲ့ဒီအတွက်လည်းသူတို့လည်းကျေးဇူးတင်တယ်ဆက်ပြီးတော့လည်းအောင်မြင်မှုတွေရပါစေလို့ဟိုကဒီကနေပြီးတော့စူတောင်းတယ်မျော်လဲမျော်လဲမိတယ်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ကျေးဇူး